ကျွန်တော်တို့အားလုံးစွဲငင်အားကိုတိကြမယ်ထင်ပါတယ်ကျွန်တော်တို့ကိုမြေပေါ်မှာစွဲမြဲနေစီတာပန်းသီးတွေကိုကြွေကြစီတာကဘာကသူ့ရဲ့ပလန်အတိုင်းနေကိုလှက်ပတ်နေတာတွေဟာစွဲငင်အားကြောင့်ပါပဲဒါပေမဲ့တင့်ရဲ့ပတ်ဝန်းကျင်ကလူတိုင်းအရာဝတ္ထုတိုင်းကိုတင်းငယ်ပြီးမတိတာလောက်တဲ့စွဲငင်အားနဲ့တင်ကိုယ်တိုင်စွဲငင်မိနေတယ်ဆိုတာတင်သိပါသလား ဟုတ်ပါတယ်ဒီကနေ့မှာတော့လူတွေကြားကဆွဲငင်အားတွေအကြောင်းပြောကြရအောင်ပါဒါတွေအားလုံးဟာ Newton's law of universal gravitation တို့ခေါ်တဲ့ Newton ရဲ့စัจ java လာဆိုင်ရာဆွဲငင်အားနိယာမအပေါ်မူတည်ပါတယ်ဒီနိယာမကစัจ java လာတွေကအမုံတစ်ခုစီတိုင်းဟာအခြားအမုံတစ်ခုစီကိုသူတို့ရဲ့ဒရထုတွေမြောက်လန့်တဲ့အချိုးကြီးပြီး သူတို့ရဲ့ဗဟိုလီကြားကအကွာအဝေးနှစ်ထပ်ကိန်းနဲ့ပြောင်းပြန်အချိုးညီတဲ့အားနဲ့အပြန်အလှန်ဆွဲငင်ကြတယ်လို့ဆိုပါတယ်။ပိုရွှေရှင်းတဲ့အတုံးတုံးနဲ့ပြောရရင်တင်ကဒရတ်ထုပိုကြီးလေးတင်းရဲ့ဆွဲငင်အားကပိုအားကောင်းလေးပါပဲ။ပြီးတော့တင်ကတစုံတစ်ယောက်နဲ့ပိုနီးကပ်လေးအဲ့ဒီဆွဲငင်အားကပိုအားကောင်းလေးပါ။ဒါဆိုလူနှစ်ယောက်ကြားကဒီဆွဲငင်အားကဘလောက်အားကောင်းပါသလဲ။ တွက်ချက်မိုးလေးတစ်ခုလုပ်ကြည့်ကြရအောင်အလေးချိန်80ကီလိုဂရမ်စီရှိတဲ့လူနူးဟာတမီတာအကွာအဝေးမှာရပ်နေကြတယ်ဆိုပါစို့ခမန်းကြီးအဖျင်6.64အမြောက်10ပါဝါအနှုတ်7နျူတန်မီတာစကွဲပါကီလိုဂရမ်စကွဲရှိတဲ့ကိန်းသည်ဂျီကိုအသုံးပြုပြီးဒီတန်ဖိုးတွေကိုဖော်မြူလာထဲထည့်သွင်းနိုင်ပါတယ်။ရလက်ကတော့ခမန်းချီအဖြစ်3.2အမြောက 10ပါဝါအနှုတ်ခွန်နျူတန်ဖြစ်ပါတယ်။ဒါကမယုံနိုင်လောက်အောင်သိငယ်တဲ့အာပမာနာတစ်ခုပါ။ဒီအာပမာနာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာလုံးဝလှစ်လျူရှုနိုင်လောက်အောင်အားနေပါတယ်။သင်ဟာဘေးနားကတည်တငယ်ချင်းစီကဆွဲငင်ခံနေရတာကိုလုံးဝခံစားရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီဆွဲငင်အားတွေကတော့အမြဲရှိနေမှာပါ။ဒီလိုလူတွေကြားထဲကဆွဲငင်အားတွေဟာ သေးငယ်အာနယ်လာပြီမဲ့ဂျူတွေကိုသူ့ရဲ့ပလန်းချောင်းပေါ်မှာဆက်လက်တီရှိလဲပတ်နေစေတဲ့ဆွဲငယ်အားတွေနဲ့အခြေခံသဘောတဘာဝအားဖြင့်အတူတူပါပဲဒါဟာစကြဝဠာတွေကအရာအလုံးဟာတိတာသည်ဖြစ်စီမတိတာသည်ဖြစ်စီအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုရှိတယ်ဆိုတော့ကိုကျွန်တော်တို့ကို သိရှိစေပါတယ်ဒါကြောင့်နောက်ဆိုရင်တင့်ရဲ့တငယ်ချင်းလောက်ပေါကံဘက်တွေ ချစ်ခင်ရတဲ့သူတွေနဲ့အတူရှိနေတဲ့အခါကျွန်တော်တို့ဟာတယောက်ကိုတယောက်ပေးငယ်လာတဲ့ဆွေးငင်အားလေးတွေနဲ့အပြန်အလှန်ဆွေးငင်နေကြတယ်ဆိုတာကိုအမြဲသတိရပါဒါဟာကျွန်တော်တို့နေထိုင်တဲ့စัจ java ဝလာကြီးရဲ့တင်းငယ်ပေမဲ့ဆွဲမဲ့စရာစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းချက်လေးတစ်ခုပါပဲ။